မှတ်တမ်းနံပါတ်၁ဝိမိုးအင်ဂျီအကြောင်းကိုတင်ဆက်ပေးပြရစီနယူးအင်္ဂလန်ရှိအော်ဘီဒန်လို့အမည်ရှိတဲ့မြူဆိုင်နေသောမြို့လေးတစ်မြို့မှာဖြစ်ခဲ့တဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။အချိန်အားဖြင့်ဆိုရင်1998ခုနှစ်ညနေ2:30ခုနှစ်မိနစ်ဟော်လိုဝင်ညနောက်ပိုင်းအချိန်မှာပေါ့အင်ဂျီရဲ့တတတကားဟာညအောင်မှောင်မှုအောက်မှာတကြီးကြီးမြင်နေပြီးလေတိုက်တံတွေကြားထဲက ဘသူမှမကြားနိုင်တဲ့ခြေတံတွေကိုငါတယောက်တည်းကြားနေရတယ်။ဝှစ်မိုးအိမ်ကြီးရဲ့အတွင်ပိုင်းဟာရာစုနှစ်တစ်ခုစာဖုံတွေနဲ့ဖုံးနေပြီးလူသေးတဦးရဲ့ဝမ်းနည်းမှုကိုနယံတိုင်းကစုပ်ယူထားသလိုခံစားနေရတယ်။ငါကင်ထားတဲ့မိအိမ်ရဲ့အလင်းရောင်ဟာအနားကမှန်တစ်ချက်ပေါ်မှာကလန့်ဖြတ်ကျလို့နေတယ်။ရုတ်တရက်မှန်ထဲမှာငါနောက်ကအနက်ရောင်ဝစ်စီထားတဲ့အမျိုးသမီးတယောက်ရဲ့နှိမ့်နေတဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်။ ဒူးမရဲ့လက်တွေဟာငါပခုံးစီကိုဖြည်းဖြည်းချင်းဆန့်ထွက်လာနေပြီးအေးဆက်တဲ့အသက်ရှူတံတွေကငါနားထဲမှာပြင်းထန်စွာမြင်နေတယ်။သူပြန်လာပြီလား။နားလဲကြည့်လိုက်တဲ့အခါဘာမှမရှိဒါပေမဲ့မိဖို့ချောင်းဘေးကချိုင်းထိုးခုံဟာသူ့ဘာသာသူလှုပ်ရှားနေုံပဲနယံတွေကနေဆူရွှဲနေတဲ့လက်ပွေရာတွေကငါနောက်ကိုလိုက်နေတယ်လို့ပါလားလို့ငါစိတ်ကနေအလိုလိုသိနေခဲ့တယ်။ဒီနေ့အတွက်အိတ်ဆက်ဖို့ဆုံးဖြတ်ထားတဲ့ခန်းထဲကိုငါရောက်အောင်သွားဖို့ပဲစဉ်းစားလိုက်တယ်။ဒါပေမဲ့ တကားကိုဖွင့်တဲ့အခါအဲ့ရပေါ်မှာငါ့အတွက်အတင်းဆောင်နေတဲ့အရာတစ်ခုကို တွေးလိုက်ရတယ်။အဲ့ရခင်းပေါ်မှာတွေးလိုက်ရတဲ့အရာကလွန်ခဲ့တဲ့ရာစုနှစ်ကချုပ်ထားတဲ့အဝိစလေးတစ်ခုကသွေးတွေနဲ့ဆူဆွဲနေပြီးအဲ့ဒီအပေါ်မှာလက်မှတ်ထိုးထားသောစာတစ်စောင်ဖြစ်နေခဲ့တယ်။စာထဲမှာရေးထားတာကတင့်ကိုစောင့်ရရကြပြီ။ဒီခန်းထဲမှာငါတယောက်တည်းမဟုတ်တော့ဘူးဆိုတာသိလိုက်ရပြီးနောက်ဝိမိုးအင်ကြီးဟာသူ့ရဲ့နောက်ဆုံးဧည့်သည်ကိုရွေးချယ်ပြီးခဲ့ပြီလေဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe and share လေးလုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါသည်